မင်္ဂလာပါဒီနေ့ RJ Chelsea ပြေးမြောက်ပြီးတော့မှာကကျမရေးအတွက်နေထိုင်စားတောင်းနေပဲဖြစ်ပါတယ် live site ချင်းချက်စလေးလုပ်ပြီးတော့ကျမရေးအတွက်ဘလို့ထောက်ကူဖြစ်မယ်ဆိုတာလေးကိုကျွန်တော်ပြောပြချင်လို့ပါကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာပြောပြသွားတာတွေက insulin resistance နဲ့ inflammation ကြောင်းရမ်းခြင်းအဲ့နှစ်ခုအကြောင်းကျွန်တော်အဓိကထားထားတာပါဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာရှိတဲ့ယောဂတွေကိုအကြမ်းမြင့်ခွဲလိုက်ရင် အင်ဆူလင်ရီစစ်ဆန့်ကြောင့်ဖြစ်တဲ့ယောဂါနဲ့အင်ဆူလင်ရီစစ်ဆန့်နဲ့အဲယောဂါနဲ့သွားတွေ့လိုက်လို့ရှိရင်ပိုဆိုးသွားမယ့်ယောဂါနဲ့ကြောင့်များပြန်အဲ့နှမျိုးပဲရှိတယ်။ဒါကြောင့်ဒီအင်ဆူလင်ရီစစ်ဆန့်နဲ့ inflammation ကိုကျွန်တော်အဓိကထားပြီးပြောနေတာ။ inflammation ကလည်းဘာလို့ပါလာလဲဆိုတော့အင်ဆူလင်ရီစစ်ဆန့်ဖြစ်ရင် cell တွေက inflammation ဖြစ်တယ် inflammation ဖြစ်တဲ့ cell တွေကလည်း insulin resistant ဖြစ်တယ်။ဥပမာလေးကျွန်တော်ပြောပြမယ်။ကျွန်တော်တို့ခန္ဓာကိုယ်မှာ fat က2မျိုးရှိတယ် visceral fat နဲ့ subcutaneous fat ဆိုပြီးတော့2မျိုးရှိတယ်။အဲ့ဒီမှာ visceral fat ကကျွန်တော်ဝန်တွင်းကောင်းထဲမှာရှိတာ။ဝန်တွင်းကောင်းထဲကကလီစာတွေရှိတယ်။ဝန်တွင်းကောင်းထဲမှာအသည်၊ဦးလေးရှိမယ်၊အသည်ရှိမယ်၊ဦးမာကြီးစတဲ့ကလီစာတွေတစ်ခုနဲ့တစ်ခုကြားထဲမှာ visceral fat ကရှိတယ်ဆိုတဲ့သဘော။ကျွန်တော်တို့ insulin resistance နေများတယ်များလာပြီးတော့ဒီ insulin resistance ဖြစ်တော့သွေးထဲမှာ blood glucose တကြား level တွေမြင့်မယ်မြင့်တော့အဲ့ဒီဟာကိုကြောက်ဖို့အတွက် ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကအင်ဆူလင်ကနေပြီးတော့ဂျာဆဲလ်ရဲ့အင်ဆူလင်ရေစီစံဖြစ်နေတယ်အဲ့တော့ဒီရံပိုနေတာတွေကို fat ဖြစ်သိမ့်မယ် fat ဖြစ်သိမ့်မယ်ဆိုတော့သူကသိမ့်တယ်သိမ့်တော့အပြင်က fat ကဒါက subcutaneous fat ကဒီပိုင်ရဲ့ဝမ်တွင်းကောင်းရဲ့အပြင်မှာရှိတာအိုက်ကြွက်သားရဲ့အပြင်မှာရှိတာပေါ့ဒီလက်မောင်းတွေမှာရှိမယ်အိုက်ကြွက်သားအပြင်မှာရှိမယ်အဲ့ဒါအဲ့ဒါအတွင်းထဲမှာရှိတဲ့ visceral fat ကကြတော့ဝလာလို့ရှိရင် visceral fat ကြီးက ပိုက်ကြီးကဖောင်းလာ visual effect ကြောင့်ဝလာလို့ရှင်ပိုက်ကြီးကဖောင်းလာဖောင်းလာပြီးတော့ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ဟန်လေးလုပ်ဖို့ဘိုက်ကိုရှက်လို့မရတော့တဲ့အခြေအနေဖြစ်လာပါတော့ဆိုတော့အတွင်းထဲက visual effect ကြီးကဖောင်းနေတာအပြင်မှာရှိရဲ့ subcutaneous fat ကဖောင်းနေတယ်ဆိုရင်တော့မှနည်းနည်းဟန်လုပ်ပြီးတော့ဘိုက်လေးကချက်လို့ရသေးတယ်ဒါပေမဲ့အတွင်းထဲက visual effect ဖောင်းနေပြီဆိုရင်တော့ဒါဟန်လုပ်ပြီးတော့ဘိုက်ရှက်လို့မရတော့ဘူး visual effect ကြောင့်အရန်ကြီးနေအဲ့ visual effect ကအရန်များလာလို့ရှိရင်ဘလူးအန်ရယ်ရှိလဲဆိုတော့ သူက subcutaneous fast နဲ့သူကမတူ visceral fat ကကြတော့ metabolically active လို့ပြောလို့ရတယ် cytokine အမျိုးအစား protein တွေကိုသူကထုတ်ပြီးလို့အဲ့တော့ visceral fat ကအရန်ကြီးလာပြီဆိုလို့ရှိရင်အဲ့ cytokine မျိုးစား protein တွေကို ထုတ်ပြီးတာကပိုများလာမယ်။သူထုတ်တဲ့အထက်ကဘယ် protein တွေပြဿနာပေးလဲဆိုတော့ TNF alpha IL6 စတဲ့ cytokine protein မျိုးစားတွေက သူကထုတ်ပေးတယ်အဲ့မျိုးစားတွေကသွေးထဲမှာခန္ဓာကိုယ်ထဲမှာအရမ်းများလာရင် cell တွေအကုန်လုံးကို inflammation ဖြစ်စေတယ်အဲ့တော့ visceral fatty အဲ့ bile ကြီးချက်လို့မရတဲ့အထိဖောင်းနေတဲ့လူတွေက inflammation ခန္ဓာကိုယ်ထဲမှာရှိနေ cell တွေအကုန်လုံး inflammation ဖြစ်တယ်ဘလို့ခေါ်လဲဆိုတော့ systematic low grade systematic inflammation inflammation နည်းနည်းလေးဖြစ်အောင်အဲ့လိုလုပ်စုံပေးတယ် ဒါပေမဲ့ inflammation ဖြစ်အောင်လှုံ့ဆော်တယ်ဒီ protein တွေက cell တွေကိုတွားပြီးလှုံ့ဆော်တယ်အဲ inflammation ဖြစ်စေတဲ့ signal တွေရှိတယ်အဲ signal တွေကဘယ်ကိုတွားပြီးတော့အထောက်ရှက်ပြီးလဲဆိုတော့ cell တွေမှာရှိတယ် insulin receptor လေးရှိအဲ insulin receptor တွေရဲ့ signal တွေကိုတွားပြီးတော့အထောက်ရှက်ပြီးလဲအဲကြတော့ဒီ receptor တွေရှိနေတာတောင်မှ signal တွေကအထောက်ရှက်ဖြစ်နေတဲ့အတွက် insulin က cell ကိုလာပြီးအချက်ပေးလို့ရှိရင်လောလောကူကူနဲ့အချက်ပေးလို့မရဘူး insulin system ဖြစ်သွားပြီ။ဒါကြောင့် inflammation နဲ့ insulin system ငါးကြာရည်သူ့မြေရည်သူ့အတူပတ်ချာနေတယ်။အဲ့တော့အဲ့ကြာရည်သူ့မြေရည် inflammation နဲ့ insulin system မှာကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုထဲမှာအစားအစာရှောင်ခိုင်းတာကကြာတော့ insulin system ကိုကျစေဖို့အတွက်အဓိကရှောင်ခိုင်းတယ်။ဘာဖြစ်လို့လဲ?ဘာဖြစ်လို့လဲဆိုတော့ inflammation ကိုဖြစ်စေတဲ့အစားအစာကြီးကျွန်တော်စားနေတဲ့အတိုင်းမှာရှိတယ်။အဲ့ဒါတွေကိုရှောင်မယ်ဆိုရင်အဲ့ဒါတွေကရှောင်ယုံနဲ့မရအောင်အဲ့အစားအစာတွေကကြာတော့အစားထိုးရမယ်။ အဲ့စားစားဟိုနောက်တစ်ခုကောင်းတာတစ်ခုနဲ့အစားထိုးပါမယ်အာလုတ်ဖို့ရှုပ်မယ်ပြီးတော့ပတ်စံကုန်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်က inflammation အကြောင်းကိုကျွန်တော်နောက်ဗီဒီယိုဒီမှာပြောပြပေးမယ်အခုတော့ခဏထားလိုက် insulin resistance ကိုကျစေဖို့အတွက်အစားအစာတွေကိုရှောင်ယုံရှောင်ယုံနဲ့ရတယ်ဒီမှာကြတော့ဒီမစားတဲ့နဲ့ဟာတွေမစားဘဲနေလိုက်အဲ့ဒီဟာတွေကလည်းအရေးကြီးတဲ့အစားအစာတွေမဟုတ်တဲ့အတွက်ရှောင်ယုံနဲ့အဆင်ပြေတယ်ငွေကုန်ကြေးကြအောင်ပို့ပြီးတတ်တာသွားမယ် ဒါကြောင့် insulin resistance ကိုကြားစီတဲ့အစားအစာတွေရှောင်ဖို့ကိုကျွန်တော်အခုအဓိကပြောပြမယ်။ဒီ lifestyle change မှာလည်းအဲ့ဒါကိုအဓိကပြောပြမယ်။ရှင်းရှင်းပြောရင်အစားအသောက်နဲ့ insulin resistance ကိုထိန်းရတာပိုလွယ်တယ်။အစားအသောက်နဲ့ inflammation ကိုထိန်းရတာလွယ်တော့လွယ်တယ်ဒါပေမဲ့အလုပ် insulin resistance တက်ဆိုင်ပိုလှုပ်ရှုပ်တယ်။ဒါကြောင့်မို့လို့ဒီဟာကိုကျွန်တော်က focus လုပ်လိုက်မယ်။အဲ insulin resistance ကသူဖြစ်ပြီးသူဖြစ်တာနဲ့ဒီဝရတာပဲဘာညာ မဟုတ်ဘူး insulin resistant ကြောင့်ဖြစ်တဲ့တခြားဥပမာလေးတွေကိုကျွန်တော်ရှင်းပြပေးမယ်ပြီးခဲ့ဗီဒီယိုတွေမှာမပါတဲ့ဥပမာတချို့ကျွန်တော်ထပ်ပြီးပြောပြပေးမယ် insulin resistant ဖြစ်ရင်ကဲဘယ်လိုဖြစ်မလဲဆိုတော့သွေးကြော တွေကျုံတာကျဲတာမှလည်းတွားပြီးတော့ပြဿနာပေးတယ် insulin ရဲ့အလုပ်ကဒီသွေးရဲ့ blood glucose သွေးရဲ့တခြားတက် level ကိုထိန်းညှိပေးုံနေမဟုတ်တခြားအလုပ်တွေအများကြီးရှိသေးတယ်အဲဒီအလုပ်တွေထဲမှာတစ်ခုက သွေးကြောတွေကျုပ်ကျုံတာကျင်းတာကို insulin ကလာပြီး signal ပေးလိုက်ရင်သွေးကြောတွေကပွားသွားမယ်ကျဲသွားမယ်ပေါ့နော်မကျုံတော့ဘူးပေါ့နော်ကျုံနေတဲ့သွေးကြောတွေကို insulin ကလာပြီးတော့ signal ပေးလိုက်ရင်သွေးကြောတွေကနည်းနည်း relax ဖြစ်သွားမယ်ဒီသွေးကြောတွေကျုံတာကျဲတာတော့လေ insulin ကအလုံးလုံးတယ်အဲ့တော့ insulin resistant သွေးကြောဒီသွေးကြောတွေရနိုင်ရနေရ insulin resistant ဖြစ်ပြီဆိုလို့ရှိရင် insulin လာချက်ပြီးတဲ့အချိန်မှာသူက ကြုံထားတာတွေကပြန်မကျဲတော့ဘူးပျံမပွားနိုင်တော့ဘူး relax မလုပ်နိုင်တော့ဘူးအဲ့လိုအဲ့လိုအဲ့လိုတွေဖြစ်တတ်တယ်အဲ့တော့ insulin resistant ကြောင့်ဖြစ်တတ်တဲ့နောက်ထပ်ကြောကတစ်ခုကယောက်ျားလေးတွေမှာပန်းတိပန်းညူဘာဖြစ်လို့လဲဆိုတော့သွေးကြောတွေ insulin ကလာပြီးတော့သွေးကြောတွေကိုသွေးမြက်သွေးအများကြီးစီးဖို့အတွက်လိုတယ်ဆိုပြီးတော့သွေးကြောတွေကြုံနေတာတွေကိုဒီပြန်ပြီးတော့ပွားစီဖို့သွေးကြောတွေ relax လုပ်ဖို့ insulin ကလာပြီးတော့ချက်ပေးတယ်ဒါပေမဲ့ သွေးကြောတွေက insulin resistant ဖြစ်နေတဲ့အတွက် HCP ရဲ့ HCP တော့လုံးမလုံးတော့ဘူးလုံးမလုံးတော့သွေးလည်ပတ်မှုနည်းသွားပြီသွေးလည်ပတ်မှုအားမရှိတဲ့အတွက်ဒါပန်းတိပန်းညိုတွေဖြစ်တတ်တယ်အထူးသဖြင့်ဘယ်မှာပိုတိတာလဲဆိုတော့ခြားယောဂကြီးကြီးမားမားမရှိပဲအဲယောဂတွေကြောင့်ဆေးတွေတောက်နေရတာမရှိပဲနဲ့ပန်းတိပန်းညိုဖြစ်တဲ့ဆိုရင်တော့ဒါက insulin resistant ကြောင့်ဖြစ်ဖို့အများများပါတယ်အဲနောက်ပြီးတော့ မျိုးသမီးတွေမှာဆိုရင်လည်း PCOS လို့ခေါ်တာပေါ့ Polycystic Ovary Syndrome ဒါက PCOS အဲ့ PCOS ဆိုလို့ရှိရင် PCOS ဖြစ်ရင်ကလေးမရနိုင်ဘူးအဲ့ PCOS ကလည်း ovary ထဲမှာ insulin resistant တော့ဖြစ်လာ ovary ဆဲတရား insulin resistant ဖြစ်ပြီးတော့ insulin ကလာပြီးတော့အချက်ပေးတဲ့အချိန်မှာသူကကောင်းကောင်းလုံးမလုပ်ဘူးကောင်းကောင်းလုံးမလုပ်တဲ့အတွက်ဒီ PCOS ဆာဖြစ်တာ ် PCOS လည်း insulin resistance ကြောင့်ဖြစ်တာအဲတော့ insulin resistance ကိုခြားစစ်လိုက်မယ်ဆိုရင် PCOS လည်းတက်တာပါမယ်ပြီးတော့ယောက်ျားလေးတွေပန်းတိပန်းညုကိစ္စလည်းတက်တာပါမယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်နောက်ဗီဒီယိုကြာရင်တော့အသေးစိတ်ပြောပြမယ်အဲ့ဒါကတော့ weight loss အကြောင်းပေါ့နော် weight loss နဲ့ weight gain နဲ့ weight loss တို့ဒီ muscle building တို့အဲ့အကြောင်းနေနဲ့နောက်ဗီဒီယိုကအာ အုံနောက်ထဲမှာ brain ထဲမှာ insulin resistant ဖြစ်တဲ့အကြောင်းနဲ့အရာကိုကျွန်တော်အဓိကပြောသွားပေးမယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်အကြမ်းမြင့်ပြောချင်တာနောက်တစ်ခုက insulin ကခန္ဓာကိုယ်ထဲမှာများနေရင် growth hormone ကိုအလုံးလုံးအောင် growth hormone ထပ်မထွက်အောင် insulin ကလုတ်ပလိုက်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ growth hormone က fat burning လဲလုတ်စေတယ်။ fat burning လုတ်စေတယ်။အဲ့အပြင်ကိုကြွက်သားတွေမှာလေ့ကျင့်ခန်းတွေလုံးလုံးပြပါကြောင်းပဲဖြစ်ဖြစ် ကြွက်သားတွေကနာသွားပြီဆိုလို့ရှိရင်ဒီကြွက်သားတွေ repair tissue repair တွေလုပ်ဖို့အတွက် growth hormone ကလိုတယ်အဲ့တော့ insulin resistant ဖြစ်နေတဲ့လူကဝေးကြဖို့ခက်တယ်အဲ့ဒီအပြင်ဥမာ blood တက်ခြင်းတဲ့လူတွေ blood တက်ခြင်းတဲ့လူတွေမှာလည်း muscle အလွယ်တကူမတက်တာက insulin resistant ဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့ insulin နေများပြီးတော့ခန္ဓာကိုယ်က growth hormone မရှိတဲ့အတွက် growth hormone တွေအရမ်းနှဲနေတဲ့အတွက်ဒီ muscle တွေကို build လုပ်ဖို့အတွက် growth hormone ကလိုတာ အဲ့ grow မမရှိတဲ့အတွက် muscle build လုပ်ဖို့ကအရန်ခက်မယ်ဒါကြောင့်ဝိမာပြီးတော့ blood တက်ရှင်တဲ့လူတွေဆိုရင်လည်း insulin resistance ကိုကြောက်အောင်လုပ်ပြရမယ် insulin sensitivity ကိုပြင်းမြင့်လာအောင်လုပ်ပြရမယ်အဲ့ဒါကြောင့်ဒီ life cycle change ချက်စီကအရေးပါတယ်ကျွန်တော်ဒီနေ့ပြောပါမယ် life cycle change ချက်စီကအရေးပါတယ်ပြီးခဲ့တဲ့ video မှာကျွန်တော်ပြောခဲ့ပြီးပြီပြောခဲ့တာကဒီ insulin resistance ပြအောင်ကျွန်တော်အစားအသောက်တွေရှောင်ရမှာပြောခဲ့တဲ့ချိုးတွေအာရက် ဂျုံနဲ့လှုပ်ထားတဲ့မုံနေမုံချောက်တွေဒါပေမဲ့ကျွန်တော်တေးချာတေးစိတ်ပြောထားတာပြီးခဲ့ဗီဒီယိုမှာတေးစိတ်ပြောထားတဲ့အဆင့်အဆင့်အဆင့်သူ့အဆင့်လေးတွေခွဲပြီးတော့ရှောင်းမုံရှောင်းနီးရအစားကျွန်တော်ပြောထားတယ်အဲ့ဒါဒီနေ့ချက်မပြောတော့ဘူးအရင်ရှိနေမှာဆိုလို့ဗီဒီယိုလင့်ကကျွန်တော် comment ထဲမှာပေးထားတယ်အအကြောင်းဗီဒီယိုလင့်ကိုတော့ပြည့်ကြည့်လို့ရတယ်အခုဒီနေ့ဆက်ပြောမှာကပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ကရှောင်းခိုင်းထားတာကအချိုးတွေဒီဂျုံတွေရှောင်းခိုင်းထားတယ်ရှောင်းခိုင်းထားပြီးတော့လုံးဝမစားနဲ့ တလောက်တစ်ခါပဲစားလို့ပြောတယ်တလောက်တစ်ခါပဲပြီးတော့ကောင်းတာလေးတွေကိုရွေးစားမယ်ဆိုပြီးကျွန်တော်ပြောထားတယ်ဒါပေမဲ့အဲ့ဒီဒီမှာကျွန်တော်ပြောထားတာနောက်တစ်ခုကတလောက်တစ်ခါမဟုတ်ဘဲနဲ့တပတ်တစ်ခါဒီအချိုလေးတွေတပတ်တစ်ခါစားလို့ရတယ်နည်းလေရှိတယ်လို့ကျွန်တော်ပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့စားစားလေးကဟုတ်တယ်မစားသင့်ဘူးဒါပေမဲ့ ရန်စားလို့ကောင်းတဲ့စားစာတွေပဲကျွန်တော်ရောင်းခိုင်းနေရတယ်ကျွန်တော်နားလဲကျွန်တော်လည်းအချိုကြိုက်တယ်လို့เนาะအရင်တော့ကျွန်တော်မီမျိုးอ่ะမလိုက်မုံလေးလေးလက်မစားရင်တော့မာဂျလီဘီတော်မှာဟိုဘရန်ဟိုဆိုင်ကဂျလီဘီဒီဆိုင်ကဂျလီဘီဂျလီဘီတစ်မျိုးတည်းဟိုတော်မှာဟိုဆိုင်နှစ်ဆိုင်သုံးဆိုင်နာမည်ကြီးတဲ့ဆိုင်နှစ်ဆိုင်သုံးဆိုင်ကနေပြီးတော့ဝယ်ပြီးတော့မှတူတူလားမတူလားဘလို့ရတာกว่าလဲဆိုပြီးစဉ်းစားကြည့်ကျွန်တော်လည်းအချိုကြိုက်တယ်ဝါသနာပါတယ်စားတော့ကိုကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့ကျမရဲ့အတွက်ကြောင့်ကျွန်တော်ရှောင်းသိမ့်တဲ့အတွက်ရှောင်းလိုက် ရှောင်းသိမ်းတဲ့ရှောင်းနေဆိုပေမဲ့အပီးဖြတ်စရာမလိုဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာပြောနေတာတွေက RJH health tips ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ RJH မိသားစုတကယ်နေစဉ်လေ့လာကျင့်သုံးနေတဲ့ health tip တွေနေထိုင်စားတောက်နေတွေကိုကျွန်တော်မျှဝေပေးနေတာ။အဲ့အတိုင်းပဲဒီ health tip တွေကကျွန်တော်တို့သူများကြီးလုပ်နေတာဟာ keto diet ဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်ဝေးချဖို့တော့ဟိုဟာလုပ်တယ်ဒီဟာလုပ်တယ်ဆိုပြီးဟာနှစ်ပတ်တို့သုံးပတ်တို့ အဲ့လိုအဲ့လိုမဟုတ်ဘူးဒါကကျမရေးတွေ့အမြဲတမ်းလိုက်နာမယ် health tips လေးတွေကျွန်တော်လည်းအမြဲတမ်းလိုက်နာအမြဲတမ်းလိုက်နာဆိုတော့ဒါဒီကိုတသက်လုံးမစားနေတော့ဆိုတော့လေဘဝကြီးကနည်းနည်းပြင်းစရာတော့ကောင်းသွားတာပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်ကျွန်တော်ကတစ်ပတ်တစ်ခါတော့ပဲစားကြမယ်သို့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာတစ်လတစ်ခါလိုပဲပြောခဲ့တယ်ဘာလို့ဆိုတော့ information ပြည့်စုံတယ်လို့တစ်လတစ်ခါလိုကျွန်တော်ပြောတာအခုဒီဗီဒီယိုမှာတစ်ပတ်တစ်ခါစားလို့ရအောင်ဘယ်လိုစားမယ်ဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့လည်းအဲ့လိုနီးလေးနဲ့ စားတောင်းနေထိုင်တဲ့အတွက်ကျမကြီးကအဆင်ပြေတယ်နေလို့ထိုင်လို့လည်းကောင်းတယ်ပြီးတော့တခြားကျမကြီးတွေပါအများကြီးပြစ်လာအဲနောက်ဗီဒီယိုမှာကျွန်တော်ပြပြပေးမယ်ဒါဒီဒီရေပြားလာပါအတွက်ကျမကြီး weight loss တဲ့ကျမကြီးစသဖြင့်အများကြီးရှိသေးတယ်ကျွန်တော်တစ်ခုချင်းစီကိုသိစိတ်ပြောပြပေးမယ်ပြီးရင်သောသောပြောတဲ့အတိုင်း inflammation နဲ့ပတ်သက်တဲ့အစာတောင်းနေထိုင်နေအကြောင်းလေးတော့တသက်ရှင်းပြမိတယ်။ဒါပေမဲ့အဲ့ဒါတည်းက အခုပြောမှာဒီတက်ပို့ပြီးလှုပ်ရှုပ်တယ်ပုတ်ခတ်ခဲ့တဲ့အတွက် insulin resistant နဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော်အရင်ရှင်းလိုက်မယ်။ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ရှောင်းနီးတွေပြောခဲ့ပြီးပြီဒါပေမဲ့ရှောင်းနာကိုတစ်လတစ်ခါမဟုတ်ပဲတစ်ပတ်တစ်ခါလောက်စားလို့ရမယ်။တစ်ပတ်တစ်ခါစားရမှာလဲကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောတဲ့အတိုင်းပဲတစ်ပတ်တစ်ခါစားရဆိုရင်ဒီရှောင်းနာတဲ့အစားအစာတွေကိုတစ်ပတ်တစ်ခါစားတာလေးရအဲ့စားတဲ့ရက်မှာအများကြီးစားဖို့မဟုတ်ဘူး။ ကိုကြိုက်တာစားစားတဲ့ရွေးလိုက်ဒီတပတ်တော့တားလေးစားမယ်ဒီတစ်မျိုးပဲစားမယ်အဲ့တစ်မျိုးမှကဲအမျိုးစားကောင်းတာလေးပေါ့နော်ခါတိုင်းဈေးကြီးလို့ဝယ်စားနေကြမဟုတ်တဲ့ဟာလေးကိုပဲတစ်မျိုးလေးပဲဝယ်စားလိုက်မယ်ဒါပေမဲ့နေ့တိုင်းကြီးစားတာမဟုတ်တဲ့အတွက်တော့ဒါဟိုအကုန်ကြရတော့ပို့ပြီးတော့တကယ်တမ်းတတ်တာမယ်ဒါတော့ချင်းချင်းပြီးလို့ပေါ့နော်ဒါကိုယ့်ဘတ်ဂျက်နဲ့ကိုတောင်းတရာမတူဒါပေမဲ့ကျွန်တော် idea လေးပေးတာဥမာလေးပေးတာအဲ့တော့တပတ်တစ်ခါကျွန်တော်ရှောင်းတာတွေကိုစားမယ်ဒါပေမဲ့တပတ်တစ်ခါစားလို့ရဖို့အတွက်ကို insulin resistance ကြအောင်ကျွန်တော်ကတခြားနည်းနဲ့ support လုပ်ပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ဥမာပြောရရင်လူတွေရဲ့ဖြစ်နေတာကမနမိုးလင်းတာနဲ့အိယာနိုးတာနဲ့တစ်ခုစားလိုက်ပြီအဲ့စားလိုက်တဲ့ဟာကအဲ့စားလိုက်တာကြောင့်ဖြစ်တဲ့ insulin resistance ကနောက်ထပ်3-4နာရီလောက်သွားနေတာ အင်ဆူလင်တွေကအများကြီးထွက်နေတယ်အင်ဆူလင်တွေအများကြီးလာရင်အင်ဆူလင်စီစံဆာโอเคအဲ့တော့အင်ဆူလင်များတယ်ပေါ့ဘာဖြစ်လို့လဲစားသောက်စားလိုက်တဲ့အတွက်သွေးထဲမှာ blood glucose ကြာတက်ကမြင့်တက်သွားတာကြာတက်မြင့်တက်သွားတဲ့အတွက်အင်ဆူလင်တွေထွက်လာတယ်အင်ဆူလင်တွေမြင့်နေအဲ့အင်ဆူလင် level မြင့်နေတာ3နေ့နိုင်ကြာစားပြီးတာလေ3နေ့နိုင်ကြာတယ်3နေ့နိုင်မှစားပြီးတော့ရော့မယ်ကြံကရှိသေးတယ်မနက်စာကနေ3နေ့နိုင်ကြာပြီဆိုတော့နေ့လယ်စာဖြစ်သွားတယ်ကဲနေ့လယ်စာစားပြီနေ့လယ်စာစားပြီးတော့လည်း blood glucose level တက်တယ်။သူရမှာရှိတဲ့ကြားတက်တက်သွားတယ်။အစာသောက်တွေထားလိုက်တာကိုအစာသောက်တွေထားလိုက်တာနဲ့ insulin များထပ်ထွက်လာပြန်နော်။နေလေတာ။နေလေတာပြီးတော့နောက်3-4နာရီကြာတဲ့အချိန်မှာ afternoon snack ဆိုပြီးတော့တခုခု coffee လေးဟိုဟာလေးဒီဟာလေးမုန်လေးစားကြပြန်နော်။ insulin ကထပ်တက်သွားပြီ glucose ထပ်တက်တယ် insulin ကထပ်တက်တယ် insulin ကတနည်းကုန်မကြသေးဘူး။မကြသေးတဲ့အချိန်မှာအိမ်ပြန်ရောက်ပါညကွက်ကနေညနေစာလေးဖြစ်သွား dinner လေး။ အဲ့ဒီမှာအင်ဆူလင်ရလဲထက်တယ်အဲ့ဒီနာလေးပြီးတော့ဒါဒီနာပြီးမှတခြားမုတ်စားတာရှိသေးတယ်နော်စားတဲ့လူတွေရှိတယ်မစားတဲ့လူလည်းမစားဘူးဒါပေမဲ့စားတဲ့လူတွေရှိတယ်အဲ့တော့ဒီနာပြီးတော့ဒီနာပြီးတော့အချိန်9နာရီ10နာရီဒီနာပြီးတော့9နာရီ10နာရီဒီနာပြီးတဲ့အင်ဆူလင်တွေကဆက်ည12နာရီလောက်ကြာမှစာပြီးကြာမှာเนาะကြာသွားပြီလို့ပြောရမှာညာ72နာရီလောက်ကြာမှာ7နာရီလောက်ဒါစာစာလို့ပြီးရင်တော့မှာ အောက်၄နာရီလောက်နေမှစပြီးကြာည10နာရီလောက်မှပြီးတဲ့လူကည2နာရီလောက်ကြာမှအင်ဆူလင်ကစပြီးကြာမှကြာသွားပြီးအကုန်ကြာသွားမှာမဟုတ်စပြီးကြာရုံပဲရှိအောင်မှာအဲ့ဒီနည်းနဲ့လူတွေကအင်ဆူလင်ကကြာကြာကြာမနဲ့ရောက်တော့တော်တော်လေးနဲသွားပြီးအင်ဆူလင်ကသွေးထဲမှာမနဲ့ရောက်တော့သွေးထဲမှာနဲသွားပြီးမဆိုးဘူးဒါအချိန်နဲ့စကောင်းတော့မယ်အဲ့ဒီတိုင်းလေးဆက်သွားလိုက်ရင်အင်ဆူလင်ကလုံးဝကျသွားပြီးတော့ကီတိုဆစ်စဖြစ်တော့မယ် မနမိုးလေးပါမနမိုးလေးနဲ့ချိုင်းအင်ဆူလင်ကတော်တော်လေးဒါ level ကနည်းနည်းလေးပုံမှန်နှီးပါးကိုပြန်ရောက်နေပြီပုံမှန်တော့မဖြစ်သေးဘူးပုံမှန်နှီးပါးကိုပြန်ရောက်နေပြီအဲ့ချိန်မှာမနမိုးလေးနဲ့အတွက်ဘိုက်လီယာစာလာတဲ့အတွက် prefer ဆိုပြီးတော့ထပ်စားတယ်စားလိုက်တော့အင်ဆူလင်က blood glucose လည်းပြန်တက်တယ်သူရောကြားတက်ကတက်တယ်အဲ့တော့အင်ဆူလင်ကပြန်ထွက်လာတယ်အဲ့ဒီနည်းအင်ဆူလင်ကတစ်ချိန်လုံးကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ high ဖြစ်နေတယ်အင်ဆူလင်ကို short ချဖို့အတွက် နေ့စဉ်လုပ်ရမယ့်လုပ်တစ်ခုက intermittent fasting အစာရှောင် water fasting လို့လည်းခေါ်တယ်အဲအစာရှောင်နေတဲ့အချိန်မှာရေရောလွယ်လို့တခြားဘာမှမစားဘူးမတော့အဲ့ဒီနည်းနဲ့အစာရှောင်အစာရှောင်နေဆိုတာနဲ့လည်းတချို့လူတွေကအာတခါတည်းကြောက်လန့်ပြီးတော့အစာရှောင်နေဆိုတာနဲ့ကြောက်လန့်ပြီးမကြောက်ကြပါနဲ့ကျွန်တော်ဥမာပေးမယ် ဗုဒ္ဓဘာသာမှာကျွန်တော်တို့၈ပါးတီလာเนาะ၈ပါးတီလာမဟုတ်၈ပါးတီလာစောက်တီလာပြီးဆိုတော့ねဥပုသ်ဆောင်မှုဥပုသ်ဆောင်မှုဆိုတာ၈ပါးတီလာတွေမှာနေလွဲညစာမစားဘူးဥပုသ်ဆောင်เนี่ยအစာမစားတဲ့ဟာပါလာပြီအဲ့ဒီမှာဆိုရင်လဲမနက်အာယုံတက်ကနေနေ့လယ်မွန်းတဲ့တဲ့အထိပဲအစာစားမယ်အဲ့ဒီအချိန်တွင်းမှာပဲအစာစားမယ်အချိန်ကဘယ်လောက်ပဲရှိလဲတီလာ၈နာရီပဲရှိတယ်โอเคမနက်၄နာရီကနေနေ့လယ်၁၂နာရီအထိ၈နာရီပဲစားကြံတဲ့အချိန်ဘာမှမစားနဲ့လို့ ဖရားဝင်းကြီးတွေပေးသွားတာအာ intermittent fasting 16 8 intermittent fasting 7နာရီတွင်မဲ့အစာစားမယ်ကြံတဲ့အချိန်16နာရီတိတိကိုဘာမှမစား intermittent fasting အဲ့ဒါဘာမှကြောက်စရာမလိုဘူး intermittent fasting ဆိုတာဒါပေမဲ့အဲ့ intermittent fasting ကိုလုပ်ဖို့အတွက်က လူတချို့လည်းလောက်ကြရလူရှိတယ် online ပေါ်မှာဆိုရင် intermittent fasting ကောင်းတဲ့အကြောင်းတွေ bla 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 ပြောနေကြရတယ်ရှိတယ် intermittent fasting ကဒါမဲ့ဒီတိုင်းသွားလုပ်လိုက်လို့ရှင်ရင်များသောအားဖြင့်လူတွေကမလုံးနိုင်ကြဘူး။အာပိုက်စားတယ်တခုခုဖြစ်တယ်။အဲ့ဒါဒီအကုန်လုံးကဘာဖြစ်လို့လဲဆိုတော့ insulin resistant များနေလို့သွေးထဲမှာတောက်လျှောက် insulin resistant များနေလို့ ဘိုက်ကအလွယ်တကူပြန်စပြီးတော့ဖြစ်လာ။နောက်ပြီးတော့နောက်တစ်ခုကလုံပုံလုံနေလဲရှိသေးတယ်။ intermittent fasting ကိုစပြီးတော့ချက်ချင်းကြီးအလိုသွားလို့လိုက်ရင်လူကဘိုက်စာမဲ့ခန္ဓာကိုထိမယ်။ကျွန်တော်ကကြတော့ဘလို့လုပ်လဲဆိုတော့ကျွန်တော်မိသားစုကဘယ်ကနေစလဲဆိုတော့အရင်ဆုံး12နာရီပဲအရင်စလုပ်တယ်။12နာရီအရင်စလုပ်တယ်။ intermittent fasting လုံပုံလုံနေလေးကိုကျွန်တော်ဥပမာရှင်းပြပေးမယ်။ဘလို့လုပ်လဲဆိုတော့12နာရီစတယ်ဆိုတာကျွန်တော်တို့ကဘလို့စလိုက်လဲဆိုတော့ဒီနေ့ညနောက်ဆုံးစားစားလို့ပြီးသွားတဲ့အချိန်စားစားတဲ့အချိန်မျိုးပြီးသွားတဲ့အချိန် မင်းစားတယ်တမင်းစားရနောက်ဆုံးပြီးသွားတဲ့အချိန်ကိုကြည့်လိုက်တယ်အဲ၈နာရီခွဲမှာပြီးသွားဥမာပြောတာ၈နာရီခွဲမှာည၈နာရီခွဲမှာအစာစားလို့ပြီးသွားတယ်ဆိုရင်ကျွန်တော်ကနောက်တနေ့မနက်၈နာရီခွဲတဲ့အထိဘာမှမစားဘူးအဲ့ဘာမှမစားတဲ့အချိန်တွင်းမှာအချိုရီဘာညာလုံးဝဘာမှအစားတော့ဘာမှစားလို့မရဘူးတခုစားလို့အစာစားချက်ပြီးဆိုတာနဲ့ fasting ပြတ်ပြီပဲ insulin ထွက်ပြီပဲ fasting ကပြတ်ပြီ ကျွန်တော်ကဘာမှမစားဘူးရေပဲတောက်တယ်အဓိက water fasting လို့လည်းအားကြောင်သူကခေါ်တယ်ရေပဲတောက်တာ water fasting လို့အဲ့ဒီနည်းနဲ့ intermittent fasting ကိုကျွန်တော်ကစတယ်စပြီးတော့မှနောက်ပိုင်းကျတော့မှကျွန်တော်ခုမိသားစုကျွန်တော်တို့မိသားစုလုံးကအခုဆိုရင်16နာရီလောက်တယ်16နာရီတည်းတော့မလုပ်ဘူးဘာလို့လဲဆိုတော့အလုံးရှုပ်လို့ကျွန်တော်ကနေ့တူကကိစ္စရှိတဲ့အတွက်16နာရီနဲ့အဆင်ပြေတယ်16နာရီကျောင်း16နာရီလောက်ပြီးတော့လည်းကျွန်တော် weight တွေကျသွားတယ်ပို့ပြီးတော့လူကကိုယ်ကြီးစစ်သွားအရင်တိတာ intermittent fasting လုပ်လို့ရှိရင် ျွန်တော်စောစောပြောတဲ့ကျွန်တော်ရှောင်ခိုင်းထားတဲ့စားစာတွေရှိတယ်အချိုတွေဂျုံနဲ့မုတ်တွေလုံးတွေကျွန်တော်စားလို့ကောင်းတာတွေကြီးပဲရှောင်ရှောင်ခိုင်းထားတာအဲ့လိုပဲတချို့ကပြောကြတယ်ဟုတ်တယ် ဒါပေမဲ့ဒါရှောင်းသိမ်းလို့ကျွန်တော်လည်းရှောင်းခိုင်းတာပါဆောက်လို့ကောင်းတာကြီးကိုဒုက္ခခံစီခြင်းလို့ရှောင်းတာမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါကြီးကိုကြိုက်ရမ်းနေရှောင်းထားတယ်ဒါပေမဲ့ကျွန်တော်ကနေ့တိုင်း intermittent fasting လုပ်တဲ့အတွက်တပတ်တစ်ခါတော့ကျွန်တော်မိသားစုအနေနဲ့ဟိုလေးစားမယ်ပီဇာလေးစားမယ်တခုခုပေါ့နော်ဒီအဲဂျုံနေအချိုတွေပါတဲ့ဟာတွေတည်းကတခုခုကျွန်တော်အဲ့လိုမျိုးလေးကိုစားတယ်အဲ့ကြတော့လည်းပိုပြီးစားလို့ကောင်းတယ်အများနဲ့စားနေရမဟုတ်တဲ့အတွက် ပို့ပြီးစားလို့ကောင်းတယ်ဒါပေမဲ့ကျမကြီးအတွက်လည်းအဆင်ပြေတယ်ကျွန်တော်နေတိုင်းနဲ့ fasting လုပ်တယ်ကျန်တဲ့ရက်တွေမှာဒီရှောင်တဲ့နဲ့ဟာဒီကျွန်တော်အကုန်လုံးရှောင်ထားတယ်ဒါက intermittent fasting ကြောင့်အဲ့တော့ intermittent fasting လုပ်ရင်ပြီးခဲ့ဗီဒီယိုမှာပြောခဲ့စားရှောင်ရမယ့်ဟာရှိရဲအဲ့ရှောင်ရမယ့်ဟာတွေကတပတ်တစ်ခါတော့စားလို့ရတယ်ကျွန်တော်အခုပြောသွားတာတွေနဲ့ပြီးခဲ့တဲ့ဗီဒီယိုတွေအကုန်လုံးမှာကျွန်တော်ပြောသွားတာတွေအကုန်လုံး health tips တွေအကုန်လုံးကကျွန်တော်အားကြီးမိသားစုကိုယ်တိုင်လိုက်လုပ်တဲ့ health tips တွေ ဒါပေမဲ့ကျွန်တော်ပြောတာတွေကဗီဒီယိုတွေကအရင်လဲရှိတယ်ဟုတ်ပါတယ်အရင်အတူလဲပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လိုရှိရှိဝေးလေးရှင်းပြပြီးမှအလုံးလဲနားလဲဖို့အဆင်ပြေတာပေါ့နော်အဲ့ဒီအပြင်ကိုကျွန်တော်တကယ်အခုပြောနေရတာတွေက biochemist ဒါဘိုင်ကမစီရနေကြည့်ရင်တော့ကျွန်တော်ပြောနေတာတွေကဘာနဲ့တူလဲဆိုတော့ဟိုအတူအရန်ချုံပြီးကျွန်တော်ပြောနေတာဒါတော့မှဗီဒီယိုတွေကရှေ့ကုန်တာအရန်အများကြီးရှိသေးတယ်အတွင်းထဲမှာဒါကျွန်တော်အတူကျုပ်တွေအရန်နားလွယ်လွယ်အောင်ပြောနေရတယ်အဲ့လိုပြောနေရတော့မှကျွန်တော်ဗီဒီယိုတွေကအရန်ရှိနေတယ်ပြီးတော့ကျွန်တော် tips တွေကလည်းဟိုဗီဒီယိုမှာတစ်ခုဒီဗီဒီယိုမှာတစ်ခုဟိုဗီဒီယိုမှာတစ်ခုဒီဗီဒီယိုမှာတစ်ခုဆိုတော့အားလုံးတစားစီဆိုတော့အားလုံး live ဆက်ဆက်ရတယ်လည်းခတ်မယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကအခု RJH lifestyle coaching ကိုကျွန်တော်လုပ်ပေးနေပါတယ်ခုတော့ကျွန်တော်လုပ်ပေးနေတာကလူနည်းသေးတယ်တယောက်မြောက်ပဲရှိသေးတယ်ဒါပေမဲ့အဆင်ပြေကြတယ်အဲ့လူတွေအဆင်ပြေတယ်ဆိုတဲ့အတွက်ကျွန်တော်မကြာခင်ကျွန်တော် RJ page နေပဲဒီ live site coaching အတွက်ကိုတူးချင်းစီအတွက်ကိုကျွန်တော်ကတေချာလုပ်ပေးမှာပါဘလို့လုပ်ပေးမှာလဲဆိုတော့ကျွန်တော်မိကုန်းနေမိမယ်လူတယောက်ရဲ့နေ့စဉ် အရာထားတဲ့အချိန်ကနေစပြီးတော့သွားမယ်အလုံးရှိမယ်အိမ်လုံးရှိမယ်သွားမယ်အလုံးရှိမယ်အစုံပေါ့နော်ဒါအလုံးရှိမယ်ပြီးရင်ဘလူတွေပဲစားတော့နေတိုင်းဖို့အဆင်ပြေတယ်ဝယ်ရချမ်းလားဓာတီလွယ်တယ်ဓာတီကြိုက်တယ်ဓာတီမကြိုက်ဘူးကြိုက်တယ်စားတော့တယ်ပေါ့အဲ့ဒီအရာတွေအစားကျွန်တော်တစ်ခုချင်းစီနေပြီးတော့အလုံးအကိုင်းအနေထိုင်အချင်းအစားအသောက်ပြီးတော့ ကိုအိမ်မှာတခြားမိသားစုဝင်တွေဘယ်သူတွေရှိသေးလဲကိုကအစားအသောက်ချိန်လိုက်တယ်ဆိုပေမဲ့လည်းသူတို့အတွက်ကစဉ်းစားအောင်မယ်အဲ့လိုတွေပေါ့အဲ့ဒါတွေအားစားကျွန်တော်တည်တည်ချာချာမိခွန်းနေမိမယ်မိပြီးတော့မှလူတူးချင်းစီအတွက်ကျွန်တော်ပလန်ထုတ်ပေးပြီးတော့ကျွန်တော်ခုတ်ချင်းလုပ်ပေးနေပါတယ်အဲ့ဒီအကြောင်းကိုကျွန်တော် RJ page ကနေမကြခင်သိစိတ်ကြင်ညာပေးပါမယ်အခုတော့ခုတ်ချင်းကိုကျွန်တော်တည်တည်တဲ့ရောပြီးတော့ တချို့လာမေးတဲ့လူတွေကိုကျွန်တော်လုတ်ပေးနေတယောက်နှစ်ယောက်ရှိတယ်သူတို့တွေအရင်အချင်းပြည်တယ်ဒါပေမဲ့ဒီ life and coaching ဆိုတာကဒီ life and coaching ကိုကျွန်တော်ပြောတဲ့အတိုင်း live လုပ်လိုက်တာနဲ့အဆင်ပြေသွားမလားဆိုတော့ဟုတ်ကဲ့အဆင်ပြေသွားမှာပါဒါပေမဲ့ကျွန်တော်ဆောကပြောတဲ့အတိုင်းပဲ live တော်တည်တည်ချာလုပ်ရပါမယ်ကျွန်တော်ပြောတဲ့အတိုင်း live လုပ်ရပါမယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်း live လုပ်တာတွေကကျွန်တော်ကခက်ခက်ခဲခဲတွေမလုပ်ခိုင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒါ lifestyle lifestyle ဆိုတာတစ်သက်လုံးအမြဲတမ်းနေထိုင်သွားမယ်ပုံစံနေထိုင်သွားမယ်ပုံစံဖြစ်တဲ့အတွက်အရန်ခက်ခဲတာတွေကိုကျွန်တော်ကထည့်ပြီးရောမပြောထားဘူးကျွန်တော်မိသားစုကိုယ်တိုင်လုံးကိုယ်တိုင်ကျင့်သုံးပြီးတော့အဆင်ပြေနေတဲ့ tips တွေနဲ့ lifestyle coaching လုပ်ပြီးမှာပါဒါပေမဲ့ lifestyle coaching ကိုကျွန်တော်ကဒီတိုင်းလည်းလုပ်ပြီးမှာမဟုတ်ဘူးတခုမိကုန်နေမေးမေးပြရနာဒီလိုလိုလို့ကျွန်တော်ပြောလိုက်မှာမဟုတ်ဘူး ကျွန်တော်အကျိုးအကြောင်းလေးတွေလည်းရှင်းပြပေးမယ်။ဒါကြောင့်ဒါကြောင့်ဒီလိုလုပ်တဲ့နဲ့လည်းဒီလိုမလုပ်နိုင်ရင်တခြားနည်းနဲ့လုပ်ဖို့လည်းကျွန်တော်အကြံပေးမယ်။ဒါအပြန်လှန်ပေါ့နော်။မေးခွန်းနေမေးဒါမရှင်းနိုင်လည်းကျွန်တော်တို့ပြန်ပြီးလို့ရတယ်။ဒါ life cycle coaching ဆိုတော့အဲ့လိုနည်းနဲ့ကျွန်တော် coaching တေချာလုပ်ပေးမှာပါ။ဒီခုဒီနေ့ပေးသွားတဲ့ information တွေအသုံးပြုပြီးတော့အားလုံးသင်ပြကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။